ရစေမရှိတဲ့ဘွားကိုခဏလောက်စဉ်းစားကြည့်ဘူးလားအဲဖုံမီမင်းသွားလား wifi ပျောက်သွားတာလေးနဲ့တင်အတော်လေးတောခရောက်နေကြတာမဟုတ်လားဟုတ်တာဟောအဲ့ဒါလုံးဝမရှိဘူးဆိုရင်ရေခဲတတာမီလုံးကွန်ပျူတာဘာမှမရှိရင်ဘယ်လိုဖြစ်သွားမလဲတကယ်လို့လက်စကကျွန်တော်တို့ကဘာကြီးကိုလုံးလုံးပြောင်းလဲပစ်ခဲ့တာမှန်ပဲอืมဒါကြောင့်ဒီနေ့မှာ yes ရဲ့အခြေခံအကြဆုံးအုတ်မြစ် နှစ်ခုဖြစ်တဲ့ voar voltage နဲ့ lessy jump current အကြောင်းကိုနည်းနည်းလေးအတွင်းကြကြပြန်ကြည့်ကြအောင်လေကောင်းပါတယ်ဒီစကလုံးတွေကိုကြားဘူးနေကြပါမယ်တကယ်တော့ဘလိုလို့လို့လဲဘာကြောင့်အရေးကြီးလဲဆိုတာကိုဒီဆွေးနွေးမှုကနေပိုရှင်းသွားစေရမယ်လို့မျှော်လင့်ပါတယ်ဟုတ်ပါတယ် voltage နဲ့ current ဆိုတာက listen နဲ့ပတ်သက်တဲ့မြရဲ့အခြေခံပဲလीအ ဒါဒီကိုတည်ချာချာနားလည်ထားရင်ပိုရှုပ်ထွေးတဲ့အကြောင်းအရာတွေကိုလေ့လာတဲ့အခါအများကြီးအထောက်အကူဖြစ်စေမှာပါဟုတ်ကဲ့ဟုတ်ကဲ့ကဲဒါဆိုအခြေခံအကြဆုံးအစိပ်ပိုင်းလေးတွေကနေစလိုက်ကြတာပေါ့ atom တွေပေါ့မှန်ပါတယ်အရာအလုံးက atom တွေနဲ့ဖွဲ့စည်းထားတာဆိုတော့လေအထက်လေးမှာတော့ atom ကုတေကုတာကြီးရှိနေတယ်ဆိုတာမယုံနိုင်ရှာပဲနော်ဟုတ်တယ်အဲ့ဒီ atom တွေထဲမှာမှ electron ဆိုတာလေးတွေရှိတယ်သူတို့ကအတာတက်ဆောင်တယ်သူတို့အချင်းချင်းတော့တွန်းကန်ပြီးအဖို့ထက်တွေကိုတော့ဆွေးငင်ကြတယ်ပေါ့ ဟုတ်ကဲ့ပုံမှန်အဖြစ်နော်အီလက်ထရွန်တွေက atom ရဲ့ဗဟို nucleus ကိုလက်ပတ်နေကြတာဒါပေမဲ့အရေးကြီးတဲ့အချက်ကတချို့သောဒရက်ပင်းစည်းတွေမှာအမ်အပင်းဆုံးခွန်ကအီလက်ထရွန်တွေဟာသူရဲ့ atom ခံတဲ့အလွဲတကူလွတ်ထွက်ပြီးတခြား atom တွေစီကူးလူးသွားလာနိုင်တယ်။အော်သူတို့ကိုလွတ်လပ်တဲ့ electron free electrons လို့ခေါ်ကြတယ်။အော်ဒါကြောင့်တန်ကျင်းနီရွှေလိုတက်တူတွေကို Lego PC conductors လို့ခေါ်တာကိုသူတို့ထမအဲ့ဒီလွတ်လပ်တဲ့ electron တွေအများကြီးရှိနေလို့ lesser C ဖို့လမ်းကြောင်းပေးနိုင်လို့ပေါ့တိကျပါရယ်အဲ့ဒီလွတ်လပ်တဲ့ electron တွေကလွတ်စစ်စစ်မှုရဲ့တောချက်ပဲသူတို့လွတ်လွတ်လပ်လပ်ရွေးလျားနိုင်မှလက်စီကြောင်းဆိုတာဖစ်လာနိုင်တာလေဟုတ်ကဲ့တစ်ဖက်မှာလည်း rubber fan plastic လို့ပစ္စည်းတွေရှိတယ်သူတို့က electron တွေကိုလွယ်လွယ်ကူကူဖြတ်တန်းခွင့်မပေးဘူး electron တွေရဲ့လမ်းကိုပိတ်ဆို့ထားတယ်လို့ပဲ ်ဒါကြောင့်သူတို့ကိုရက်ကပစ္စည်း insulators လို့ခေါ်ကြတယ်ဝါယာကြိုးတွေကို rubber နဲ့ပတ်ထားတာဒါကြောင့်ပဲရက်ကူးနေတဲ့ဂျင်းနီကြိုးကိုမတော်ရဆအထီးမီတာမျိုးမဖြစ်အောင်ကာကွယ်ထားတာပေါ့ရှင်းပါပြီဒါဆိုင်အဲ့ဒီလွတ်လပ်တဲ့ electron တွေကိုဘယ်လိုမျိုးစနစ်တကျရွေလျားအောင်လုပ်မလဲဒီနေရာမှာ battery ရဲ့အခန်းကဏ္ဍကရောက်လာပြီထင်တယ်ဟုတ်ပါတယ် battery တစ်ခုကိုစိတ်ကူးကြည့်လိုက်ပါသူမှာအစွမ်းနှစ်ဖက်ရှိတယ်အဖိုးနဲ့အမလို့သတ်မှတ်ထားတယ်ဟုတ်ဒါတို့ဖေကနီလန်းနေနဲ့ ဘက်ထရီကအမဖက်ချက်မှာအီလက်ထရွန်တွေကိုစုပုံထားပြီးအဖိုးဖက်ချက်မှာတော့အီလက်ထရွန်တွေအတွက်နေရာလွတ်တည်ဖန်တီးပေးထားတယ်။อืมဒီနှစ်ဖက်ကြားမှာတိုက်ရိုက်မကူးနိုင်အောင်အကာအရန်တစ်ခုရှိနေတယ်။အီလက်ထရွန်တွေကအချင်းချင်းတွန်းကန်တယ်ဆိုတော့အမဖက်ချက်မှာအီလက်ထရွန်တွေစုပုံနေတာကဖိအားတစ်ခုလိုဖြစ်နေမှာပေါ့။လူတွေပြေးချက်နေတဲ့ဘတ်စကားဘောကလိုမျိုးပေါ့။အပြင်ထွက်ချင်နေကြတယ်လို့ပဲ။ဟုတ်တယ်အဲ့လိုတင်စားလို့ရတယ်။ အဲ့ဒီ electron ရဲ့ဖိသိမ့်မှုကြောင့်ဖြစ်လာတဲ့တွန်းကန်အားကို electron pr လို့တင်စားခေါ်ပါကြတယ်။ဟွန်းသိပ္ပံနေကြခေါ်ဝေါ်ကတော့ shift potential ပေါ့။အမဘတ်ချက်မှာဒီ potential ကအရင်မြင့်ပြီးအဖိုးဘတ်ချက်မှာအရင်နှိမ့်နေတယ်။ဟွန်းဟွန်းဒီ electron တွေကမြင်းနေနေရာကနေနှိမ့်နေနေရာကိုအရန်သွားခြင်းနေကြတယ်။ဒါပေမဲ့ဘက်ထရီကြီးတက်တယ်ဆိုသွားလို့မရသေးဘူး။လန့်လို့သေးတယ်။အဲ့ဒီမှာခုနကပြောတဲ့ရှကုပစီ ဥမာကျင်းချိုးလိုဟာမျိုးနဲ့ဘက်ထရီရဲ့အစွန်နှစ်ဖက်ကိုဆက်သွာလိုက်တော့မှလမ်းပွင့်သွားတာပေါ့မှန်ပါတယ်ကျင်းနီချိုးကအီလက်ထရောနစ်ရဲ့တရားတစ်ခုလို ဖြစ်သွားတယ်အမဘက်ကဖီအာမြင့်တဲ့အီလက်ထရောနစ်ကဂျိုးတလျှောက်စီးဆင်းပြီးဖီအာနိုင်တဲ့အဖိုးဘက်ချမ်းကိုရောက်သွားကြတယ်ဟုတ်ပြီဒီလိုမျိုးအီလက်ထရောနစ်ဥတီချက်တစ်ခုတည်းနဲ့စနစ်တကျစီးဆင်းသွားတာကိုပဲလက်စီကြောင်းအီလက်ထရစ်ကာရန့်လို့ခေါ်တာပါအော် ီလိုစည်းစိမ်မှုကြောင့်ပဲမိဒီလင်တာပန်းကလေးတာတွေဖြစ်လာတာပေါ့ဒါပေမဲ့နေနဲ့ရှုပ်သွားနိုင်တဲ့အချက်တခုရှိတယ်ကြားဘူးတယ်ဂျက်စီကြောင့်ရဲ့ဥဒီယာကို electron စီးတဲ့ပတ်နဲ့ပြောင်းပြန်တက်မှတ်ထားရဲဆိုတာလေအာဟုတ်ပါတယ်ဒါကတမိုင်းငွေအကြောင်းရင်းတစ်ခုကြောင့်မာလက်စစ်ကိုစတွေတုံးကလေအဖိုးတက်တည်ရွေလာတယ်လို့ထင်ခဲ့ပြီးစီးကြောင်းကိုအဖိုး plus ကနေအမ minus ကိုစီးတယ်လို့တတ်မှတ်ခဲ့ကြတယ်อืมဟုတ်ကဲ့ ောက်ပိုင်းမှာအီလက်ထရောနီကတူတည်ရွေ့ရတာလို့ထီလာပေမဲ့အရင်ကတည်းကတုံးဆွဲခဲ့တဲ့အဖိုးကနေအမကိုစီးတယ်ဆိုတဲ့တမာရွေ့ချက်လဲစီကြောင့် conventional current တတ်မှတ်ချက်ကိုပဲဆက်သွင်းနေကြတော့မယ်အော်ဒါကြောင့်အဖြစ်စ်ပတ်လန်းပုံကြီးဆွဲတဲ့အဖာများတော့အဖြစ်ဖြစ်စီချောင်းကို plus ကနေ minus ကိုဖြတ်ထားတတ်တယ်။ဒါပေမဲ့တကယ်တမ်း electron တွေက minus ကနေ plus ကိုရွေ့နေတာဆိုတာကိုလုံးမထားဖို့လိုပါတယ်။อืมနင်းနေရွှုတ်နေပြီမင်း တမချက်တသက်ပါပဲဆိုတဲ့သဘောပေါ့ဟုတ်ပါတယ်တမချက်တသက်ပါလက်တွေ့မှာအရေးကြီးတာက electron တွေရွေလျားနေတယ်ဆိုတာပါပဲ Okay ဒါဆိုရင်လက်စီကြောင့်ဆိုတာ electron တွေရဲ့စီစဉ်မှုနှုန်းပေါ့ဘလောက်များများစီစဉ်လဲဆိုတော့ဘလို့တိုင်းတာလဲခင်ဗျာလက်စီကြောင့်ရဲ့ပမာဏကိုတိုင်းတာရဲ့ unit က ampere ပါအတို့ကောက်က e ပေါ့ ampere e ဟုတ်ကဲ့ဝဲ ampere ဆိုတာတစ်စက္ကန့်အတွင်းမှာထမတ်မတ်တစ်ခုကိုဖြတ်သွားတဲ့ electron အရေအတွက်က မယုံနိုင်လောက်အောင်များပြပါတယ်6.24 into 10 power 18လုံးလောက်ရှိတယ်လို့ဆိုပါတယ်ဟာကိုဒီပေါင်းများစွာပဲဟုတ်ပါတယ်အများကြီးပဲဒီလောက်များတဲ့ electron တွေရဲ့ရွတ်လျားမှုစွမ်းအင်ကိုတုံးချပြီးပဲကျွန်တော်တို့80ပစ္စည်းတွေအလုတ်လုတ်ကြရတာပါဒါဆိုရင်အဲ့ဒီ electron တွေကိုစီးဆင်းအောင်တွန်းပေးနေတဲ့အားကတော့ပါလေခုနကပြောတဲ့ electron fee အားဒါမှမဟုတ် potential ကဒီနေရာမှာအရေးပါလာပြီးထင်တယ် တီးကြပါတယ်အဲ့ဒီအမန်ဘတ်နဲ့အဖိုဘက်ကြားက80 potential ကွာခြားချက်ကပဲ electronic ကိုစီစဉ်အောင်တွန်းအားပေးနေတာอืมအဲ့ဒီကွာခြားချက်ဒီ potential ကွာခြားချက်ကိုပဲ volt အားလို့ခေါ်ပါတယ်သူ့ကိုတိုက်တာတဲ့ unit ကလို့ volt v ပါ volt v ဟုတ်ပြီ volt အားများလေ electronic ကိုတွန်းပို့တဲ့အားပိုပြင်းလေပဲအဲ့ဒီတော့ battery အားကုန်တယ်ဆိုတာကအမားဘက်နဲ့ဖိုးဘက်ကြားကအဲ့ဒီ potential ကွာခြားချက် တနည်းအားဖြင့်ဘွားကျဆင်းသွားလို့အီလက်ထရွန်တွေကိုဆက်မတွန်းနိုင်တော့တာပေါ့ဟုတ်ပါတယ်အဲ့ဒီသဘောပါပဲအီလက်ထရွန်နဲ့အမဘက်ကနဲ့အဖိုးဘက်ကိုစီးသွားရင်းနဲ့နှစ်ဖက်ကြားကပိုတင်ရှယ်ကွာခြားချက်ကတခေးပြီးလော့နေလာတယ်อืมอืมနောက်ဆုံးကွာခြားချက်လုံးဝမရှိတော့တဲ့အခါဆိုလိုတာကဘိုးအားစူးညဖက်သွားတဲ့အခါအီလက်ထရွန်တွေစီးဆင်းဖို့တွန်းအားမရှိလို့လက်စီးကြောင်ရပ်သွားတယ်ဘက်ထရီအားကုန်သွားတာပေါ့လက်စီးကြောင်မှာကျတော့ AC နဲ့ DC ဆိုပြီးနှမျောရှိတယ်မဟုတ်လားဟုတ်ပါတယ် အခုထိကျွန်တော်တို့ပြောခဲ့တဲ့ဘက်ထရီကထိုးပေးတဲ့လက်စီကြောင်းမျိုးကတက်ရိုက်လက်စီကြောင်း direct current DC ပါ DC DC မှာ electron တွေကဥတီချက်တစ်ခုတဲကိုပဲဆိုတော့ m နဲ့အဖို့ကိုတောက်လျှောက်စီးစင်းတယ်လမ်းကြောင်းမပြောင်းဘူးဒါကြောင့် DC ရဲ့တင်ကြတာကိုမြင်းမြောင်တစ်ကြောင်းတောင်မမို့အဆက်ချမြင်းပါတဲ့မြင်းပြောင်းနဲ့ပြားလေရှိတယ်အင်းထဲမှာတုံးတဲ့ blood pop ကရတဲ့လက်စီကကြောင့် AC ဆိုတော့သူကဘလို့ကွာချလဲ alternating current AC ကတော့နာမည်တိုင်းပဲ electron AC စနစ်ဥဒီယာကအချိန်နဲ့အမျှရှင်းတဲ့နောက်ဆက်မပြတ်ပြောင်းပြန်ဖြစ်နေတယ်။အော်ပြောင်းပြန်ဖြစ်နေတာ။ဟုတ်တယ်။တစ်စက္ကန့်အတွင်းမှာအချိန်ပေါင်းများစွာဥဒီယာပြောင်းနေတာ။ဒါကြောင့် AC မှာ battery low အဖို့ plus အမ minus အစွမ်းတိတိကျကျမရှိလို့အချိန်နဲ့အမျှပြောင်းလဲနေလို့ပါ။ရှင်းအောင်ပြောင်းပြန်စီးနေတာကဘလို့လုတ်လုတ်စစ်မှလဲလို့တွေးပြီးတယ်။ DC လို့တလာမောင်းမဟုတ်ပဲနဲ့။အာ ဒါကစိတ်မစွားစရာကောင်းပါရဲ့ AC ကိုအများဆုံးသုံးရတဲ့အဓိကအကြောင်းရင်းကဗိုအားကိုအလွယ်တကူအထင်အချဲလုပ်နိုင်လို့ပဲဗိုအားတင်ချေ transformer နဲ့လားဟုတ်ပါတယ် transformer တွေသုံးပြီးပေါ့လက်စစ်တပ်အားပေးစက်ရုံကနေအင်္ဂလိပ်စီကိုအဝေးကြီးတဲ့ပို့တဲ့အခါဗိုအားကိုအများကြီးမင့်ကြီးဥပမာကီလိုဗိုထောက်ချီတဲ့တယ်ဟုတ်ကဲ့ဘာလို့လဲဆိုတော့ဗိုအားမင်းကြီးလက်စစ်ချန် current နေနေနဲ့တူညီတဲ့စွမ်းအင်ပုံမှန်နာကိုတဲ့လို့ရတယ် current နဲ့လေ wire ဂျိုးတွေပူပြီးဆွဲရင်ဆုံးရှုံးမှုနဲ့လေပဲ။ဟွန်းဟွန်းဟုတ်ပြီ။အိမ်နေနိုင်အောင်မှဘိုးအားကို transformer တွေတုံးပြီး NDA ကင်းတဲ့အိမ်သုံးဘိုးအားဥမာ220 volt or 110 volt ထိပြန်ချလိုက်တဲ့။ DC မှာဒီလိုဘွားတင်ချလို့ဖို့ပိုခက်ခဲပြီးရှုပ်ထွေးလေ။ဩဒါကြောင့်ဒါနာဖြုံဖြူရေးမှာ AC ကအဓိကဖြစ်နေတာကိုဟုတ်ပါတယ် AC ရဲ့သင်္ကေတာကတော့ Langton ပုံစံလေး singles နဲ့ပြလိရှိပါတယ်။ဩ AC မှာနောက်ထပ် chain on frequency ဆိုတာလည်းရှိသေးတယ်နော်ဟုတ်ပါတယ်အဲ့ဒီလျက်စီကြောင့်ဥတ္တရာ the second အတွင်းဘယ်နှကြိမ်ပြောင်းလဲတလဲဆိုတာကို chain on frequency လို့ခေါ်ပြီး hertz h e r t z hertz နဲ့တိုင်းတာတယ် hertz hertz ဒါဆိုရင် voltage ဆိုတာဘယ်လောက်ရှိတဲ့သိချင်ဘယ်လိုတိုင်းရမလဲ multimeter ဆိုတဲ့ကိရိယာလည်းတိုင်းကြတယ်မဟုတ်လားဟုတ်ပါတယ် multimeter သုံးပြီး voltage တိုင်းတဲ့အခါအရေးကြီးဆုံးက voltage ဆိုတာ မင်းရဲ့အမတ်နှစ်ခုကြားက potential ကွာချက်ချက်ကိုတိုင်းတာတာဆိုတာကိုတတိယဖို့ပဲအမတ်နှစ်ခုကြားဟုတ်ကဲ့ multimeter ကတိုင်းတယ် pin နှစ်ခုကိုတိုင်းချင်တဲ့အမတ်နှစ်ခုပေါ်မှာထောက်ရတယ်ဥပမာ battery ရဲ့ voltage တိုင်းချင် pin တစ်ခုကိုအဖိုးဆုံး node တစ်ခုကိုအမဆုံးမှာထောက်ရတယ်ပြီးတော့ multimeter ပေါ်ကတိုင်းခွက်ကိုမအောင်ရွေးရတယ်နော် AC တိုင်းမှာလား DC တိုင်းမှာလားဆိုတော့မှန်ပါတယ် battery လို DC တိုင်းမယ်ဆိုရင် DC voltage V ဘေးမှာမြင်းဖြောက်နာအဆက်ချမြင်းပုံလေး range တို့ရွေးရမယ်ဟုတ် အင်ကပလက်ပုတ်လို AC တိုက်မိတ်ဆိုရင် AC voltage V ဘေးမှာ line ကွန်ပုံလေး range ကိုရွေးရမယ်။ပြီးရင်တိုင်းချင်တဲ့အမှတ်နှစ်ခုကိုပင်နေနေထောက်လိုက်တာနဲ့ multimeter ရဲ့ display မှာပိုအားပမာဏပေါ်လာပါလိမ့်မယ်။အာတိုင်းမဲ့ voltage မြင့်တဲ့ range ကိုရွေးဖို့တော့လိုမယ်ထင်တယ်။ဟုတ်တယ်အဲ့ဒါလည်းအရေးကြီးတယ်မဟုတ်ရင် meter ပြတ်သွားနိုင်တယ်။လက်တွေ့အတုံးချမှုအနေနဲ့ကတော့ ကိုလေစပီစီဒီမှာဘလော့ voltage current လိုအပ်လဲဆိုတာတိထားဖို့အရေးကြီးတယ်နော်ပီစီဒီဘောက certain label မှာရေးထားတာတွေ့ဘူးလေဟုတ်ပါတယ်လစ်စပီစီတိုင်းမှာသူခေါင်းကောင်းအလုပ်လုပ်ဖို့လိုအပ်တဲ့လစ်စတမတ်ချက်တွေပါလိရှိတယ်ဥမာရခဲတီတာတလုံးနဲ့ label ကိုကြည့်ရင် AC လား DC လားများသောအားဖြင့် AC တဲ့ sin tangenta ပါမယ်လိုအပ်တဲ့ voltage ဥမာ 220V ကျိန်နှုန်းဥမာ 50Hz ပြီးတော့သူအလုပ်လုပ်ဖို့လိုအပ်တဲ့လစ်စီကြောင်းဥမာ 1.5A စတာကိုတွေ့နိုင်တယ် ဒါကြောင့်ကိုပျက်စီးကိုပလက်မထိုးခင်အင်္ဂါလက်စနဲ့ကိုက်ညီလာစစ်စစ်တင်တာပေါ့အထူးတည်းနိုင်ငံခြားခီးထွင်ပို့အရေးကြီးမထင်တယ်နိုင်ငံလိုက်တုံးတဲ့ဘွားမတွေ့ကြဘူးမဟုတ်လားတကယ်ကိုအရေးကြီးတဲ့အချက်ပါဥပမာ American Japan လိုနိုင်ငံတွေက 110V 120V လောက်တုံးကြပြီဥရောပအာရှနိုင်ငံများဆိုက 220V 240V တုံးကြတယ်อืม ကွာခြားချက်လန်20လောက်နီးနီးမယ်ဟုတ်တယ်ကိုနိုင်ငံက 220V PC ကို 110V မှာသွားသုံးရင်အလုတ်ကောင်းကောင်းမလုတ်တာအားနည်းလာဖြစ်နိုင်တယ်ပြောင်းပြန်အနေနဲ့ 110V PC ကို 220V မှာသွားထိုးမိရင်တော့ဗိုလ်အားများလုံးလို့ PC လောင်းကျွမ်းပျက်စီးသွားနိုင်တယ်အန်ဒီရရှိတာပေါ့ဟုတ်ပါတယ်ဒါကြောင့်ခီးသွားရင် Universal Adapter နဲ့ Voltage Converter လိုအပ်မလားဆိုတာကြိုတင်စစ်ဆေးပြင်ဆင်သွားတင်ပါတယ်ကဲဒီနေ့တော့ရှက်ဆက်ရဲ့အခြေခံကြတဲ့ Voltage electron တွေကိုတွန်းပို့တဲ့အား net current electron တွေစီးဆင်းမှုနှုန်းအကြောင်းသူတို့ဘလို့အလုံးလို့လဲ DC နဲ့ AC ကွာခြားပုံလက်တွေ့မှာဘလို့အတုံးချနေလဲဆိုတာတွေကိုအတော်လေးပြပြဆုံဆုံပြန်နှွေးပြကြပြီဒီခြေခံတွေကိုခိုင်ခိုင်မာမာနားလည်ထားခြင်းကကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ဤပညာတွေဘလို့အလုံးလုံးတလဲဆိုတာကိုပို့ပြီးသဘောပေါက်စေပါတယ်ဟုတ်ပါဖုန်းအားသွင်းကကနေ internet သုံးတာအထိအားလုံးကဒီ voltage နဲ့ current ရဲ့အခြေခံနေရာမှာတွေပုံမှာတိစောက်ထားတာပါ ဒီနေ့ဆွေးနွေးခဲ့တာတွေကအခြေခံဖြစ်ပေမဲ့လည်းရက်စင်းနဲ့ပတ်သက်တဲ့ဘေးအကြောင်းအရာကိုမဆိုဆက်လက်လာဖို့အတွက်မရှိမဖြစ်အုတ်မြစ်